ိပြသမ်းပါကဲอืมမရရားနေဟိုဘက်ကလက်ပံလာလို့စင်ဘူးလို့တပိတ်ချင်းလို့မိုးကုတ်ကိုတိတ်ပြသမ်းပါကဲတင်ရဇာတ်တော့ပေါ်ကျွေးွားတဲ့မိုးကုတ်မျိုးကြီးကျဆိုဘုန်းကြီးမင်းဘာတွေမျောနေနေရလဲမင်းပါစီကနေပြီးတော့တိမ့်နိုင်မှုနေတာထိမ့်အောင်မထိမ့်နိုင်ဘူးပါသွားပြီလေမြင်းညာမျိုးမှာ PDF တွေထားတော့ကြောင်းနေမှာမိုက်ကဲတို့တက်ကြီးလို့ဆိုတဲ့ကောင်တွေနေရာတွေကိုချိန်မုံပြတမ်းမှာခမားတို့အရန်စွမ်းနေတယ်ဆိုရင်ညကိုကြီးကိုကြိုကြီးတော်တော်လေးအရန်တော်တယ် ဒုချုပ်အဘဦးစိုးဝင်းအရန်တော်တယ်ကာကွယ်ဦးစီးချုပ်ဆိုတာပြောစရာမလိုတော့တတ်မလို့ကာကွယ်ဦးစီးချုပ်လीတော်တယ်ခုမတရားဟိုဘက်ကမရောက်တော့ဘူးဘာနဲ့တော်တာလဲဟာတော့တာချမ်းလာပါမှာအစင်ပြီးလာမှာမလို့လူတွေအားတာဝယ်စနေလားအိမ်ဆောက်နိုင်လားမနေ့တော့ဟမ်အစင်းစားပေါ့ဗျာနော်ဘန်တို့တွေနိုင်ရှိဘန်တို့တွေကိုလည်းတိတိကျကျစစ်စစ်ပြီးမှရေးယူဖို့ဖြောက်သွားလို့ဖို့ လိုအပ်တယ်လို့ဦးဇင်းတော်ကအကြံပြုချင်ပါတယ်။အကြံကျက်နေတော့ပြီးသွားပြီဖြစ်ပါတယ်။ဒီနေ့မှဆိုရင်တော့အကြံကျက်နေပြီးဆုံးသွားပြီဖြစ်တယ်လို့ပဲ။အကြံပွဲမှာအကြံစော့တာဟာအဖြစ်တခုတော့မဟုတ်ပါဘူး။ဒါကတော့ကိုယ့်ရဲ့ရိုးရာ၊သူပြောချင်စရာရှိလို့ပြောတာကတော့အဖြစ်တခုလို့ပြောလို့မရပါဘူး။ဘာလို့လဲဆိုတော့အကြံမစော့ချင်းစော့ချင်းဆိုတာကိုယ့်ရဲ့ခံယူချက်နဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုယ့်ရဲ့သုံးဖြတ်ချက်နဲ့ပဲဆိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအကြံပွဲစော့တာကတော့စော့ပါဗျာ။ကြံပွဲကိုနိုင်ငံကြီးနဲ့မရောပါနဲ့။ဘာလို့လဲဆိုတော့ဒီတဲမှာတိုက်နေတဲ့ရဲဘော်တွေအားလုံးကအသက်တွေနဲ့ရင်းပြီးတိုက်နေတာပါ။ဘဝတွေစွန့်ပြီး တို့ရဲ့မိသားစုတွေခင်ဗျားတို့လိုပဲပျော်ရွှင်မှုတွေကိုလိုချင်တဲ့သူသားတွေဖြစ်ပါတယ်။အဲကြောင့်တကြံပွဲတော်ဆော့တဲ့အခါမှာဒီလိုမျိုးတွေတွေ့ရတာတော်တော်လေးကိုမှမြင်ဆိုးတဲ့အနေအထားတစ်ခုဆိုတော့ဒီနေရာကနေပြီးတော့ပြောပြချင်ပါတယ်။ဒါကြောင့်ဘလို့ပွဲမျိုးတွေပဲလှုပ်လှုပ်ပျော်ရွှင်မှုကိုလုပ်မယ်ဆိုလဲပျော်ရွှင်လိုက်ပါ။ဒါပေမဲ့နိုင်ငံရေးကိုတော့ထည့်ပြီးတော့ပျော်ရွှင်ကြဖို့လိုအပ်ပါတယ်။ ွဲကြိုက်ခင်မင်းအောင်နိုင်ကလည်း2025တကြံပွဲကိုဆင်နွှဲခဲ့ပါတယ်။နာမည်လေးကတော့အေးတကြံဆိုပြီးတော့ဆင်နွှဲခဲ့တာဖြစ်ပါတယ်။မင်းတို့ရဲ့နောက်ဆုံးတကြံပွဲဖြစ်ပါပြီလို့နေရာကနေပြီးအတည်ပြုခြင်းပါတယ်။ online တတိယနေလည်းမင်းအောင်နိုင်ရဲ့နောက်ဆုံးတကြံပွဲဖြစ်ဖို့အတွက်အားအိုက်အင်တိုင်ရုံးကန်နေတာကိုတွေ့နေရပါတယ်။တော်ဝန်ကြီးချုပ်ဘိုးချုပ်မူကြီးမင်းအောင်လိုင်းရဲ့ဇနီးဒေါ်ကျူကျူလောင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဘိုးချုပ်မူကြီးစိုးဝင်းရဲ့ဇနီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှုနဲ့စနီကောင်စီရဲ့ဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများနဲ့တာဝန်ရှိသူများဟောင်းနေပြည်တော်မြို့တော်ဝန်မဟာတကြံမန်းတန်နေပြည်တော်လမ်းလျှောက်တကြံမန်းတက်ရဲ့ရေအေးတကြံမန်းတက်နဲ့စတုဒိတာမန်းတက်တို့တွားရောက်ကြည့်ရှုအားပေးပါတယ် Yeah yeah နာကမင်း online အများကခေါ်တာမအလား hey ီသူအပေါင်းကအာနာသိမ့်လို့ထကြွကြကယူမဆိုင်အေးစေးမတိကျင်ရောက်ဆောင်ထားထားမှငမ်းမက်တာအာနာချွေတွေငွေတွေစာရမှာဘုံလုံးရှိလေလက်နဲ့ရှိတယ်လောပါတွေအာကြီးနဲ့အာနာလုပ်ပြီးစာမတက်တဲ့တောသားနေထားရှိတယ်ကုလနဲ့ ICJ ပြောသွားလဲနားကြီးမလဲကယူမဆိုင်ငါအောက်မှာပေါ်မာတွေအများကြီးပဲငါချစ်ဆုံးကမယံငယ်လေးသက်သက်ခိုင်မာငါချစ်ဆုံးကပြည်သူတွေနဲ့လက်နဲ့ကြိုင်များကြောက်စိတ်ပြီးလို့လေးပဲရှစ်ကရမထွန်း နိုင်သလားစုံမဲလုံးကလည်းတက်တက်ပြတယ်မန်တက်တိုင်များနမဲဇိုးနဲ့ကြော်ကြားတဲ့အာကားချက်ဘူးအနောက်နိုင်ငံတွေအားလုံးကိုလည်းငါကမမှုငါပါကြနဲ့ငါအနာရောဒါနာမပြူဒါနာမပြူတောက်လူတွေစောက်ဘူးခေါ်ခြင်းလဲခေါ်ငါမတားဘူးအဲအဲအဲမြောင်နဲ့တူကျူကျူခေါ်ပေါဝင်ဒူးဝင်ကြီးစိုးဝင်လို့တဲ့တနခါးတွေလိမ့်ချဲပြီးတော့တက်ကြတာကိုတွေ့ရပြီးတော့ န်းစီဒီယံဝန်ထမ်းတွေကိုလည်းတအူးလျင်တပေါင်းကြက်နဲ့ကားတွေပါစီစဉ်ပြီးခေါ်တာတွေ့ရပါတယ်ဒီမှာနန်းစီဒီယံအမျိုးသားတယောက်ကတော့သူ့ရဲ့အမျိုးသမီးနဲ့ကလေးသေးဆုံးခဲ့ပြီးတော့အိုက်ပြူမူကြောင့်လက်ရှိမှာနေဆိုင်ဆရာမရှိပေမဲ့လေအခုဆိုရင်တပေါင်းပေးပြီးတော့မဖြစ်မနေလာမယ်ဆိုတာဖြစ်တဲ့အတွက်မပျော်ရွှင်တော့လည်းပဲကြံပွဲကိုဆင်နွှဲနေရတယ်ဆိုတော့တွေ့ရှိရပါတယ်။အကြောင်းလက်ရှိမြန်မာနိုင်ငံမှာ2025ခုနှစ်ကြံပွဲဆင်နွှဲနေသည့်အားလုံးဟာတကယ်ကိုပျော်ရွှင်ရရဲ့လား။အားလုံးရင်ထဲမှာအားလုံးတိမှဖြစ်ပါတယ်။ဒါကတော့ဒါဟာတူယောင်ကြံတစ်ခုတာဖြစ်ပါတယ်။ ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးတယ်မှာမြန်မာတို့ကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုဂျစ် Revolution Channel ရဲ့ပြန်လည်ကြိုဆိုင်ပါရယ်ဗီဒီယိုတွေ reaction မလို့ topic မှာတော့ယနေ့ April 16ရက်နေ့ဗုဒ္ဓဦးနေ့ညပိုင်းနောက်ဆုံးရရှိတဲ့သတင်းအချို့ကိုအကြီးအကျယ်ဖော်ပြပြသဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအားပေးသွားကြဖို့ဒီနေရာကနေပြီးတော့ထပ်မံတည်ပေးလိုက်ပါရယ်ဒီနေ့မှာဆိုရင်တော့2025ခုနှစ်ရဲ့တကြံကြီးကပြီးဆုံးခဲ့ပြီဖြစ်ပါရယ်တကြံကြီးပြီးဆုံးခဲ့ပြီဖြစ်ပြတဲ့အတွက်ပျော်နေကြတဲ့သူတွေလည်းတော်လိုင်းရဲ့ဘက်ကိုပြန်ပြီးတော့စိတ်ကလေးပြန်လှည့်ကြဖို့လေဒီနေရာကနေပြီးတော့ထပ်မံတိုက်တွန်းလိုက်ပါရယ် နောက်ဆုံးသတင်းပုံအနေနဲ့ကတော့ရန်ကုန်မြို့ပြည်သူ့ရည်မြမှာပြုလုပ်နေတဲ့လမ်းလျှောက်ကြံကိုတွားရောက်လေပတ်ခဲ့တဲ့လူငယ်သုံးကိုစစ်ကောင်စီကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရတဲ့လူငယ်သုံးရဲ့မိတ်ဆွေတွေကလည်းပြောထားပါဗါဒေဘလာ19နေအကျက်နေ့လိုင်းလိုင်းရမြို့နယ်ဘိုကျုံမှတ်တိုင်အစင်းမြင့်9ရက်ကွက်တိတိဇေယလန်းအဆောင်တစ်ခုမှာငားရနေထိုင်ရတဲ့စစ်မှုဆောင်လူသမားဖြစ်ကြတဲ့အသက်28နှစ်အရွယ်ကိုဖြိုးကိုစင်နဲ့ငငယ်ချင်းသုံးဦးဟာနှစ်ဦးဟာ ပြည်သူရင်ပင်ရှိလမ်းလျှောက်တကြံကိုတွားရောက်လက်ပတ်ကြောင်းထို့သူတွားရောက်လက်ပတ်စဉ်အရက်တောက်ထားသည့်အတွက်လူငယ်တချို့ဖြင့်ခိုက်ရန်ဖြစ်ပွားခဲ့ရမှာဖမ်းဆီးခံရကြောင်းဖမ်းဆီးခံရသောကိုဖြိုးကိုဇင်နဲ့ငွေကြေးနဲ့ဥကိုရဲဝတ်ဖြင့်လူတချို့ကဖမ်းဆီးသွားပြီးရွှေပြည်သားစစ်သားစုဆောင်ရေးကိုတခါတည်းတန်းပို့လိုက်ကြောင်းသိရှိရပါသည်။ကိုဖြိုးကိုဇင်နဲ့ငွေကြေးနဲ့ဥကမကွေးတိုင်းမှာဖြစ်ပြီးလမ်းတရာဆက်မှုဆောင်မှာစမ်းချောတက်ထုတ်လုပ်တဲ့စေယုံတစ်ခုမှလုလုံနေသူများဖြစ်ကြောင်းသုံးစလုံးမှလူပြူလူမျိုးများဖြစ်ပြီးမိဘများထံသို့ငွေကြေးထောက်ပံ့နေသူများဖြစ်ကြောင်းလည်းသိရှိရပါသည်။ ဖန်စီခံရသောကိုဖြိုးကိုစင်နဲ့တငငချင်းအုပ်ကိုယခုတကြံပြီးစစ်မှုထမ်းတင်တန်းသူတက်ရောက်ရမည်ဟုပြောဆိုပြီးစစ်မှုထမ်းတင်တန်းတက်နေစဉ်တလလရင်ငွေကျပ်နှစ်သိန်းနီးပါးလစာဖြစ်ရရှိမည်ဖြစ်ပြီးတင်တန်းဆင်းလာဘက်ကလည်းစစ်သားဖြစ်လစာနဲ့ရိတ်ခါပြရရှိမည်ဟုလည်းဖန်စီခဲ့တဲ့အရက်ဝတ်စစ်သားတို့ကပြောကြားကြောင်းသိရှိရပါတယ်။ဂျမ်ဘစစ်ကောင်စီကယခုအေပယ်လာတွင်ဖွင့်နေမဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်စစ်သားစုဆောင်ခြင်းနဲ့ပေါ်တာဆွဲဖန်စီမြောက်ကိုလုံဆောင်နေကြောင်းလည်းသိရှိရပါတယ်။ကဲဒါကတော့ကျွန်တော်လက်ရှိသိတဲ့တင်ပြဖြစ်ပြီးတော့ဒီမသိရှိရသေးတဲ့နောက်ွယ်မှာတော့မနက်ဦးတော့ပါသွားပြီလေဆိုတာကတော့တကယ်ကိုပဲ ရှိနေမှာအမှန်ပါပဲ။အကြောင်းတက်တဲ့ရင်ဘုတ်ကတော့ခွေးခွေးချင်းကြိုက်ပြီပေါ့ဗျာ။ခွေးခွေးချင်းကြိုက်ကြရင်လည်းနောက်ဆုံးတော့လေခွေးတကောင်ရေးတဲ့အောင်သွားတယ်ဆိုတဲ့သဘောတရားပါပဲ။ပြည်တော်စုကြန့်ခိုင်ရင်ဖွံ့ဖြိုးရေးပါတီကတရားစွဲဆိုထားတဲ့မိုက်ကယ်ကျော်မြင့်ဟာထောင်တန်းကားနေချမှတ်ခံရကြောင်းဒီသားသူတွေထံသိရှိရပါတယ်။ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တရားရုံးမှာ2024ခုနှစ်ဒီဇင်ဘာ6ရက်မှာထောင်တန်းနှစ်နှစ်နေပြီးတော့ဥပတိတိတရားရုံးမှာ2025ခုနှစ်ဖေဖော်ဝါရီ20ရက်နေ့မှာထောင်တန်းနှစ်နှစ်ယခုနှစ်မတ်လ28ရက်နေ့မှာနေပြီးတော့ တခိဏတိရိမြို့နယ်တရားရုံးမှာထောင်းတန်းတစ်နှစ်စုစုပေါင်းထောင်းတန်း9နှစ်ချမှတ်ရအောင်သိရှိရပါတယ်။ကဲခွေးတကောင်တော့ပျောက်သွားတာပါဗျာ။23ခုနှစ်မတ်လ28ရက်နေ့ကမိုက်ကယ်ဂျော်မင်းပြုခဲ့တဲ့တည်င်းစာဆလင်ပွဲကြောင့်တရားစွဲဆိုခံခြင်းဖြစ်ကြောင်းပြောထားပါတယ်။မိုက်ကယ်ဂျော်မင်းဟာကြံ့ခိုင်မှုရေးပါတီအနေဖြင့်မှတ်ပုံတင်ထားသောအဆင့်မှာတရားဝင်နိုင်ငံရေးပါတီဖြစ်လိမ့်လည်ပြောဆိုသည်ဆိုကကြံ့ခိုင်ရေးပါတီကဥက္ကဋ္ဌခင်နှင့်ပြဿနာမျိုးစုံဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်းဒီပဒါဖြစ်ပြီးတဲ့နောက်ဆုံးမှာတော့လက်ရှိချိန်မှာကတော့မိုက်ကယ်ကျော်မြင့်တယောက်အဆုံးသတ်သွားတဲ့အနေအထားတစ်ခုကိုတွေ့ရှိနေရပါတယ်။နောက်ထပ်တဲ့နေ့မှာတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ကျရွာကိုတကြံတက်နေမှာကျမ်းပတ်စစ်ကောင်စီကလေးမြင့်ဘုံကျက်တခဲ့ခဲ့ကြောင်းပြင်ဦးခိုင်ပကဖတောင်းဝင်ရှိသူတို့ကပြောထားပါတယ်။ဧပြီလ16ရက်နေ့နနက်9:18မိနစ်မှာတပိတ်ချင်းမြို့နယ်လက်ကျချေးရွာကိုမိချီလာရှမ်းတဲ့လေတက်မှာတက်လာတဲ့ကျမ်းပတ်စစ်တရဲ့ဂျက်ဖိုက်တာသစီးကလေကြောင်းတက်ခဲ့မှုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ကျမ်းပတ်စစ်တရဲ့လေကြိုက်တက်ခတ်မှုတွင်ပြည်သူများထိခိုက်မှုရှိသောနေအိမ်ဆောင်ရွက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်နဲ့ဝေးရတွင်နေထိုင်ကြရန်နဲ့ဒေချောင်းရန်ကာကွယ်နိုင်ရန်အတွက်ဘုံကူကြီးများတူထောက်ကြရန်လည်းပြင်ဦးလွင် KI ပတ်ကဖတ်ကအတိပေးနှိုးဆော်ထားပါတယ်။ဒေါ်လာမျိုးတွေအားလုံးပဲဒီဗီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ရွှေညတော်ဆရာတော်ကလည်းယခုချိန်မှာတော့ပြည်သူတွေရဲ့ဒုက္ခတွေကိုဖြေရှင်းပေးဖို့အတွက်တက်နိုင်တဲ့တော့လက်ရည်နဲ့လှူလန်းနေရအောင်တွေ့ရှိရပါတယ်။အဲ့ဒီချိန်မှာရဲ့မင်းအောင်လိုင်းရဲ့စစ်ခွေးတောက်တိုင်တွေဖြစ်တဲ့ဆရာဖားတွေကရွှေညပါဆရာတော်ကိုလာရောက်စစ်ဆေးပါတယ်။ဘယ်ရပတ်စံတွေနဲ့ဘယ်လိုလှူတာလဲ။ဘာလုပ်တာလဲ။အဆရှိတဲ့အဆရှိတဲ့မိကုန်းတွေမေးတဲ့ခါမှာတော့ရွှေညပါဆရာတော်ကတော့အားလုံးသိတဲ့အတိုင်းပဲ ငါကစိတ်မတူသေးဘူးစိတ်တူရင်လဲစွဲထွားခတ်တယ်လို့လဲပြည့်တတပြန်လဲဖြေခဲ့တာကိုလည်းတွေ့ရပါတယ်အဲ့ဒါကိုကြည်ချင်းအဖြစ်မြန်မာနိုင်ငံမှာလူတန်းမှုတွေပြုနေတဲ့လူများပြားထွက်နေရောက်တွေ့ပါမယ်သိမ်းပေါင်းတောင်းပေါင်းပြီးပြီးတော့လူတန်းမှုတွေပြုလုပ်နေတဲ့လူတွေကိုကြတော့မေးမြန်းစစ်ဆေးမှုမရှိတဲ့မင်းအောင်လှရဲ့နောက်လိုက်တရားဘာကြောင့်မေးမြန်းစစ်ဆေးမှုမရှိတာလဲဆိုတာကိုကြည်ချင်းအဖြစ်လူတန်းမှုတွေပြုနေတဲ့လူတိုင်းကလည်းနောက်မှာသူတို့ရဲ့ပတ်သက်ရာပတ်သက်ကြောင်းထောက်ပွဲမှန်ထောက်ပံ့ကြောင်းထောက်ခံရထောက်ခံကြောင်းနေရှိတာ ወ လေအားလုံးမမိဘူးလိုအပ်ပါတယ်အခုဒီလားတဲ့ရွယ်ချက်လေးမိပါအောင်လေ ထားတဲ့ရွေတွေကတော့ငင်းငင်းပေးစင်ခါရတဲ့ရဟန်းချေလူပြည်သူများဘုန်းကြီးရဲ့လက်လမ်းပြီးတဲ့လောက်ဒကာဒကမစီရင်းပြီးတော့ခொနည်းသာသမီး อีเมลกมายุอตวินบาปิยะกงโนก้าวมุญินกุตุญินลุญินนี่ก็นี่ภิรสนติกาเลอมาริยะนี่ภิรสุบ้องภิรหลุไล่แท้หาริบงยะอุสองอุเยปุภิรกัปปิยะการกะฏิเนโกไรโกยะเมเพียงซึ้งภิรดุติยะเจินลายอกภิมันเลมาหลุดาบา အဲပထမကျင်ရတော့ပထမခေါ်ကတော့ဘုန်းကြီးကခကြီးရဲ့ပန်းနေတော့ပျော်ဝယ်မှာနေခဲ့ပြီးရဟုတ်ပြန်လက်သွားတယ်အဲတုန်းကလည်းတိန့်တောင်ရောဘူးတော့ခုသွားကြီးတဲ့မြတ်ရုံးပြီးတော့ဤသူတွေကိုဖိတ်ချက်မှု ဟိုသနေတကြရှိတဲ့နေရာကိုလူရက်ပြီးပါပြီဘူဒုတိယကျင်းလဲတိန့်တောင်အထက်မှာပဲရှိပါတယ်အဲ့ဒါလမ်းလူတော်ပါတကကြီးဘာမှအခြားပြောကဘာညာဘာမှမရှိပါဘူးမှန်ပါဗျာခုတော်တော်မှဟိုဝါရီလာမေးမြန်နေလို့ဟေးဒကာကြီးတို့လည်းခက်တယ်လို့ကိုတိုင်းကြီးကိုလည်းနားလေတော့တော့လို့အဲ့စာရပါတယ်ကိုလေကိုတိုင်းကြီးကိုလည်းနားလေတော့တော့လို့ ဘုန်းကြီးကဟိုစိတ်မဆိုးတဲ့ကိုစိတ်မတူတဲ့ကိုတူလို့ဆိုးသွားပြန်ကောင်းဖို့ပြန်ဆွဲထုတ်ဖို့စိတ်ကလည်းရှင်းမလာတော့ဘူးလို့ဘုန်းကြီးလည်းနိုင်ငံသားဖြစ်ကြဒုက္ခတွေနိုင်ငံသားတွေ ခင်ဗျားတို့လည်းနိုင်ငံသားတွေနိုင်ငံသားချင်းချင်းလူသားဆန်တဲ့လူပိသားတဲ့အလုပ်ကိုကိုကျင်းစာတရားနဲ့ဗျမစုတရားနဲ့လုပ်တာကျန်တာဘာပြောကောင်းမှမပါဘူးလို့ကြေချာလေးရှင်းပြလိုက်ပါလေမှန်ပါဗျာဒီလိုက်ပြီးတော့ဒီလိုကျန်တဲ့နေမပါပါဘူးမှန်ပါဗျာအတိုင်းရှိတော့သိဖို့လိုတယ်နော်လို့ကိုခေကိုချိန်ကကိုချိန်နေတိုင်းရှိကိုမသိတဲ့လူကအလကားလူလို့မှန်ပါဒီလောက်ပဲ မှန်ပါဗျာမှန်ပါဥဒ္ဓမာလေနိုင်ငံမှာအများစုပါတော့နော်ဒီနိုင်ငံရေးသမားတို့ကတို့တို့ဒီလိုမှအများစုလည်းပြောရမှာတို့ကနိုင်ငံရေးသမားတို့တက်ကြမှာနော်ဘယ်တော့ပဲကလေးအနံဆိုတော့ကြာအားအားလုံးတော့ဒါတော့မနာတွေ့ရတာဟုတ်လားဘယ်သူမှဖြစ်စေချင်ပါလေဖြစ်ရတာဖြစ်တော့လေဒါအကုန်လုံးနိုင်ငံတော်အကြီးအကဲများအနေနဲ့ကာကြောက်နေနေလည်းထက်ထက်လုံးတင်လုံးလိုက်တာအကုန်လုံးသူများလိုက်ကွာလုံးလုံးကြတာပဲနော် တော့ဆက်မပြောချင်တာအဲ့လိုနိုင်ငံတော်ကြီးစဲတွေတိုက်မှုဆိုတဲ့တိုက်မှုအလေရောက်တို့ခုဟောဟာနဲ့ကိုတို့အုံနောက်တို့ဒါတွေအကုန်လုံးနေမနာညာလာနဲ့ဒီလူတွေရဲ့ဒုက္ခတွေကိုတို့ဘယ်လိုဖြေရှင်းမလဲဘယ်လိုလုပ်ပေးနိုင်မလဲဆိုတော့အများကြီးလည်းလေးလေးမရှိအောင်အကုန်လုံးလိုက်ပြီးလှုပ်ဆောင်ပေးနေကြတယ်အများကြီးရှိတာပဲဗျာနော်ဒီတော့တနေ့တနင်္ဂနွေလုံးသခိုင်းမန္တလေးဒါနေပြီးတော့အကုန်ဖြစ်တာဆိုတော့အကုန်လုံးကတော့တောက်စီဝါတော့မလွယ်ဘူးပေါ့ဗျာတောက်စီဝါတော့မလွယ်ဘူးနော်အဲ့ဒီလိုလူကြီးပဲလုပ်နေတာတော့မှတောက်စီမလွယ်ဘူးဆိုတော့မင်းတို့ကောင်တွေခုံမွာဆင်းလေတောက်စီအောင်လုပ်နိုင်တဲ့အစိုးရကိုတင်မြောက်ထားတာကိုမင်းတို့ကောင်တွေ ခုံမွားဆင်းလိုက်လေအပေါ်တက်နေပြီးတော့ဒေါက်စီအောင်လုပ်ဖို့မလွယ်ဘူးဆိုတဲ့စင်ကြီးကိုပေးနေတာမင်းတို့ကနိုင်ငံကိုအုပ်ချုပ်တယ်ဆိုပြီးတော့တက်အုပ်ချုပ်နေပြီးတော့နိုင်ငံသားပြည်သူတွေပြည်သားတွေကိုကြတော့မင်းတို့ကဒီတိုင်းပစ်ထားပြီးတော့ဒေါက်စီအောင်မလုပ်နိုင်တာကနေရာတွေကျင်လို့ဆိုရင်လည်းခုံမွားဆင်းလိုက်ပေါ့ပေါကတော့ငယ်တချို့ဝိဓမ္မလောဘသားတွေတချို့လူတွေ နယ်လေးဝန်အချောင်းပြူပြီးခွေးယူနေတယ်အများကြီးပဲအဲ့တော့ဦးသိန်းအနေနဲ့နောက်ဘက်ကနိုင်ငံတော်လူကြီးများကိုပြောချင်တာကဒီလိုငလေးဝန်အချောင်းပြူပြီးเนาะလူကောင်းဝအနေနဲ့လူတွေကိုကြောက်သွားအေးအေးယူပေးပါလို့ဦးသိန်းအနေနဲ့တောက်ဆိုချင်တယ်ကြောက်သွားတကယ်လို့မှငလေးဝန်အချောင်းပြူပြီးမှလူတို့တွေ ဒါအောင်စီဝါးလေးတစ်ခွက်လှောက်ဆောင်နေတဲ့သူကအမြောင်သားပါရှိတယ်စစ်စစ်ပေးပါလို့လည်းဥစဉ်လို့နေနဲ့ဒါကိုတောက်ဆိုချင်တယ်အတချို့ရက်ွက်တွေမှာဆိုလို့ရှိရင်လည်းအမြောင်သားပါရှိတယ်ဟုတ်ကြီးတွေဈေးဒုက္ခရောက်တဲ့သူကမေရဒုက္ခမြောက်တဲ့သူဘယ်လိုနဲ့ပတ်တဲ့သူတွေကရတာမျိုးတွေကြားပြနေရတာဒီအများကြီးပဲနော်အများကြီးပဲအဥစဉ်လို့သူမနေရညာဥစဉ်လို့ဟုတ်ကြီးတွေနဲ့ပတ်တဲ့ပြီးကိုမန်းလို့ live နော်နည်းနည်း၄မိနစ်စာပြောလိုက်တယ်အဲဥစဉ်ရဲ့ကိုမန်းလေးထဲမှာရက်ွက်တွေပါတယ်ကလေးဖြစ်တာဖြစ်တဲ့သူကအကြောင်းဖြစ်တဲ့တကယ်ဒုက္ခရောက်တဲ့အိမ်ကသူကမရဘူးလို့ဆင်းနေအလူချင်းလန်ဆင်းပါရဲ့သူပါရငါတို့တွေအများကြီးဖြစ်တယ်ချမ်းသာသွားမှာ ကဲပေါ်ကတော့မင်းရတာအုတ်ကြီးတို့မယုံတာနော်မင်းတို့ရဲ့တိုင်းနှင်းဝေးရတော့အုတ်ကြီးရေးပေးတာလည်းစရင်တိုင်းလူးနေတာဒီလက်တူဦးနဲ့ပြောချင်တာကခဏလို့အဲ့အလူချင်းလေးလာလူတဲ့အရာတွေရတယ်မှဒဝါသာချမ်းလာပါမှာအစင်ပြေးတော့မှာမင်းတို့လူတဲ့အားတောက်ဝစီနေလားအိမ်ဆောက်နိုင်လားခဏလို့ဟမ်အစင်သားပေါ့ဗျာနော်ဘန်တို့တွေအများကြီးရှိတယ်ဘန်တို့တွေကိုလည်းတိတိကျကျစစ်စစ်ပြီးမှရေးယူဖို့ဖျောက်သွားလို့ဖို့ ိုအပ်တယ်လို့ဦးဇင်းတော်ကအကြံပြုချင်ပါပဲเนาะဒီချိန်မှာတော့နိုင်ငံတော်ကြီးကဲတွေအနေနဲ့ကဒီအသေးခွားလေးကိုတော့လိုက်အသေးခွားဆိုနဲ့ခန်းတယ်ကတော့အသေးခွားမဟုတ်ပေါ့လေเนาะလိုက်ပြီးမှမကြည့်နိုင်ကြည့်နိုင်ဘယ်ဝင်လာမှဒီချိန်မှာမအားဘူးတွေ့ကြည့်ခင်ဗျာစစ်သားတွေရဲတွေဒီကောင်တွေစကားလုံးဝမတည်မတည်ဘူးအဲ့တော့ရုပ်ရှားလုံးဝအကြောင်းရှိဘူးခင်ဗျားတို့မနေ့ကကြည့်လိုက်ကိုကိုသူကိုကိုဒီဆောင်နေတဲ့ကလေးမရောဘုန်းနဲ့ခြောက်ထားတယ်တရားလုံးလုံးပြက်စီးသွားတယ်ကျောင်းနေသားတွေကိုပြက်စီးသွားတယ်ဘုံကြောင်တွေကိုယူတက်ရှိချတယ်ဒီနေ့လဲခြောက်ထားတယ် ။ဒါနဲ့နမကအတိုင်းမူကြီးမလုပ်ဘူးလားလုပ်တယ်။အေးလေလုပ်တယ်လေ तू လုပ်တာလေ तू ပုံကျဲတာကြီးကို။ तू ပုံကျဲတာလေပြည်သူတွေတရားထိုင်နေတဲ့အချိန်ပြည်သူတွေသီလယူနေတဲ့အချိန်မှာမင်းတို့စစ်ခွေးတက်ကနေပြီးပုံကျဲတာလေမလုပ်ဘူးလားဆိုလုပ်တယ်လေ။ဒါနဲ့ဦးစင်အဲ့နေမှာစဉ်းစားတာကမနေ့ကချတဲ့နေရာလေးကိုတော့နမကတိုင်းမူကြီးကထိရောက်သွားလုပ်တယ်။အဲ့ဒီနေ့တို့နေရာကြပြိုးဆိုတဲ့ပေါ့မြမဆိုကြပြိုးကနာမည်ကြီး။ကြိုးတစ်ခုလုံးကရှင်းရှင်းပြောပါလို့ရှင်းတယ်တော့အကျန့်ဖက်နေပေါ့ဗျာ ချက်လားအဲ့ရငပြုံမှာပဲဘုတုတ်ဒီမှာရှိတယ်လားတကယ်လူကြီးနဲ့ပတ်သက်ဒီမှာရှိမလားတော့စဉ်းစားရရှိတယ်ငပြုံဒီနေ့ဒီချက်ကြီးချစ်ရတော့ဘာမလို့ဘာမလို့ဒီလည်းအဲ့ငပြုံဘက်ကနေလာချတယ်ဘယ်ကောင်းတယ်မှာပြန်နေတဲ့ဟာတွေခင်ဗျအဲ့ဒါကိုငပြုံဘက်ကပဲလက်နဲ့ငယ်နဲ့လှမ်းပြတယ်အဲ့ဒါကိုမှန်တော့မမှန်ဘူးအဲ့လိုလေဒါကြံကာလာအချိန်ကာကြီးတွေနော်အချိန်ကာလာကြီးတွေဒါတို့ရရတဲ့ဥပ္ပတ္တိဆောင်နေတဲ့အချိန်ကြီးတွေအဲ့ဒါကိုအခွင့်ကောင်းယူပြီးမ ဒီအကြက်တွေကမီဒီယာအကြက်တွေကဘာလာရင်းနဲ့ကောင်ဘာလာရင်းတော့တူးလာမရှိတော့ဘာလာရင်းတွေဒါနာရင်းတွေမြမတလေးထုံးလန်းဆင်လာတွေတော့မှမတူးစိတ်ဝင်စားတော့အဲပေါကတော့ကတော့သူသင်္ကန်းဝင်ထတာဖြစ်တဲ့အတွက်သူ့ကိုဘာမှမလုပ်ဖို့လို့ပြောနေတဲ့အနေထားသူပါသင်္ကန်းဝင်ထတာသူဘာသာရေးတရားကိုကန့်ဆိုင်လို့ဝင်ထတာပုံစံကိုပြောနေရဖြစ်တဲ့မင်းတို့ဘာသာရေးကိုခုထုံးလို့ပြီးမင်းတို့ကောင်တွေကတော့ရှင်းပြရမှာအသေးချာပါပဲရှိတယ်အမြန်တမ်းဆိုလို့ရှိရင်သွားကြည့်တာအဲ့မှာကန္နာယာဒေါ်လေးကဘာလုပ်ထားတာတော့နိုင်ငံတော်တော်လည်းဘာချက်လည်းမရှိဘူး ်နိုင်ငံတော်တို့လည်းငွေလည်းမဝင်ဘူးနိုင်ငံတော်တို့လည်းဘာမှအသုံးမကျတဲ့မြေတွေအတူမှလည်းဘာမှလှုပ်တာမဟုတ်ဘူးအဲ့ဒီမြေတွေကလည်းရပင်တွေဘိုလိုသားနဲ့ထိုးပလိုက်နော်ပေ20 30ဆိုက်ပြီးတော့မှစစ်တပ်ထဲဝင်မဲ့ကောင်အားလုံးပေးတယ်ကွာဆိုပြီးတော့ခရံနဲ့ထုတ်ပေးလိုက်နော်နိုင်ငံလည်းလုံခြုံမှုရှိတယ်အမြန်လည်းလုံခြုံမှုရှိတယ်နော်အာငါတို့ရဲ့ဒါစစ်သားတွေပေ20 30ရိုက်ပြီးတော့ပေးလိုက်အမြန်လည်းလုံခြုံမှုရှိမယ် ဒီအခုဝင်လာတဲ့စစ်သားတွေကပို့ပြီးတော့မှဝင်ကျင်လာမယ်။အမေဘာမှပူမနေနဲ့မင်းတို့တော်လိုင်းတက်တွေရတယ်ပြီးတော့၃ပေ၆ပေရိုက်ပေးပါနော်။၃ပေ၆ပေမျိုးကိုတူးပေးလိုက်မယ်။မင်းအဘစီကတောင်းမနေနဲ့မင်းလည်းယူရမှာ၃ပေ၆ပေကိုနော်။တိုင်းတဲ့ပြည်နယ်လိုက် မြေလွတ်မြေရိုင်းနေမှာပေးလိုက်ဆမ်းပါ။ဟွန်းစစ်တပ်တွေဘာပေါ်တာမှဆွဲစရာမလိုဘူး။ဘာမှစစ်မှုထမ်းစိုးစရာမလိုဘူး။နော်။အေးငါတို့လားကတော့မပေးနိုင်ဘူး။ဘာကြောင့်လဲ။ငါတို့ကုန်စင်းတော့မထိန်းနိုင်သေးလို့အကြောင်းပဲမို့ကြောင့်မလို့ဟုတ်လားမြေလို့မြေရန်ရှိတယ်ချလေရိုက်လိုက်ဆမ်းပါ ဲ့လိုမျိုးခိုးဖို့ပဲတက်တယ်နော်ခိုးပြင်ဦးလေးမှာလဲခိုးဖို့ပဲတက်တာနော်နိုင်ငံရေးအမြတ်ထုတ်မယ်တို့နော်အာလာချိုးဆုပ်ပေးခြင်းအောင်ဆောင်ပြီးတော့လာချိုးအပြင်ဝိုင်းထားမယ်ပြီးရင်ဒီပြင်ဦးလေးမှာရှိနေတဲ့တချို့သောရွာတွေမှာတိုက်ပွဲပေါ်ဆောင်မယ်နော်အဲ့တော့ခမားတို့ကမူဝါဒအောက်တစ်ခုမှမကြရှုံးနဲ့နော်ခမားတို့ပိုင်းခမားတို့ဂရုတွေဖွဲ့ပြီးတော့မှ Telegram channel တို့ဥမာတစ်ခုပါဗျာအင်းဒိတ်အင်းဒိတ် channel တွေပေါ့ခင်ဗျားတို့အဲ့လို channel တွေဖွဲ့ပြီးတော့ကိုယ့်လူကိုယ့်ဟာတွေဖွဲ့ပြီးတော့ခင်ဗျားတို့ဗာဆောက်တဲ့င်းတွေရတာအဲ့တော့ဘောမဘောရင်ကနေပြီးတော့ channel တတိယနေ့ပွင့်ထားတဲ့ဘောမတွေဖြစ်တဲ့သဇင်ဦးတို့အခုကတော့အောင်မင်းတို့ကိုတဲ့ဟုပြောထားတာဖြစ်ပါတယ်ခင်ဗျားတို့အဲ့လောက်တော်နေလို့ရှိရင်ရမကအခုနောင်ချိုတိကျွန်တော်ခင်ဗျားတို့မေးမယ်မနာနဲ့နောင်ချိုပြန်တိုက်လို့ရပြီလား30 30ရပြီလား ကျွန်တော်ပြောတော့မနာနဲ့နော်မင်းနောက်ချိုးပြန်ရချင်းနေဆိုရင်တော့ဖင်လန်ဘောမပြောင်းယူသွားမိပြောင်းယူအကုန်ပြန်ရနေပြီကျွန်တော်တို့အားထားရတဲ့တက်မတော်တရက်လေอืมကျွန်တော်တို့ပြည်သူလူထုအားကိုးရတဲ့တက်မတော်တရက်ပေါ်ထွက်စေခြင်းနဲ့ဆိုတာအဲ့ဒါကိုပြောတာနော်အဲ့တော့ကိုပါကိုအင်ဒိတ်ဂရုတွေဖွဲ့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 ဟမ်ပြီးတော့កောက်သွားရိုက်တယ်ဆော့ဘော်ဒီနော် ဂရုတွေဖွဲ့တယ်ဗာတရင်ရလေအဲဂရုတွေဖွဲ့ပြီးတော့ကောက်သွားအိတ်တာကတော့ဘူးလက်လတ်ဆွေတို့ခင်ကြီးတို့ဖွဲ့ဖြစ်ပါတယ်ပြည်သူလူထုဘယ်လောက်ထိလုံခြုံမှုပေးနိုင်လဲဒါကိုပြောတာကိုအပြစ်လို့မြင်လားအဲ့ဒါအပြစ်လားအဘကကြိုကြီးဦးမေအောင်လိုက်ကိုတိုက်ရိုက်မေးကြည့်လိုက်နော်ဇော်ဘုံရကျွန်တော်တို့ရဲ့ဒီ YouTube တင်းနေ Facebook တင်းနေ TikTok တင်းနေဆိုတာစောင့်ကြည့်နေတာခင်ဗျားတို့ဖန်ခိုင်းကြရမလို့ခင်ဗျားတို့မပူနဲ့မားရင်ဖန်လိမ့်မယ် စားမင်းဆွေတော်ထောင်ထဲရောက်နေအဘကကြောကြီးကိုဒီ post တခုကိုတွားပြီးတော့နားတော်ခိုင်းတွားနားတော်ခိုင်းလိုက်နော်ကိုကိုကိုတော့ဟိုဟိုဥမာတခုကနော်ကျွန်တော်ပြောပြတာပါကျွန်တော်ဆုံးနာပြောတယ်လို့ပါပဲတမမူးတွေဗိုလ်ချုပ်တွေဗိုလ်မှုချုပ်တွေဗိုလ်ချုပ်တွေလို့တာပြောနေတာတချို့သောဗိုလ်မှုချုပ်တွေဗိုလ်ချုပ်တွေကရန်သူချိန်မှာဒူးတော့အညံ့ခံပြီးတော့မှလက်မြောက်နေရတာလေအဲ့တော့ခင်ဗျားတို့ကပြောတော့လက်မခံနဲ့အဲ့ဘောမတွေကိုယ်တိုင်ဝန်ခံရနေတာတခုပါပဲဝန်ခံလို့မရဘူးဗျာတော်လိုင်းတက်တရားထုတ်လိုက်ရင်ဗီဒီယိုအချက်လက်နဲ့ဓပုံတွေကအစာကွက်တီထုတ်ပေးတာဟုတ်ဗျာ အပူပေါင်းပဲနဲ့ဇော်ပွင့်ကိုဖမ်းစေချင်ဟုတ်လားဟောမားတာပေါ့အဲ့မှာ ጓ န်းတာပေါ့ဘာလို့နေလို့လုံဇော်ပွင့်ရဟမ်အဲ့မှာ ጓ န်းတာခမားတို့ခမားတို့ပူလည်းမပူပေါင်းကိုတိကိုသက်ကိုဆရာကြီးကျွန်တော်တိတ်တာတမ်းမှာကဲမရရားနေဟိုဘက်ကလက်ပံလာလို့စင်ဘူးလို့တပိတ်ချင်းလို့မိုးကုတ်ကိုတိတ်တာတမ်းမှာကဲတရားစရာတော့ပေါ်ချွေသွားတဲ့မိုးကုတ်မျိုးကြီးတိတ်တာတမ်းမှာ မြင်းညာမျိုးမှာ PDF တွေထားတော့ကြောင်းနေတာမိုက်ကဲတို့တက်ကြီးတို့ဆိုတဲ့ကောင်တွေနေရာတွေကိုချိန်မုံပြတမ်းမှာခင်ဗျားတို့အရင်စွမ်းနေတယ်ဆိုရင်အဲမင်းပါတွေကတော့ပြန်ပြီးတော့တိတ်နေဖို့မပြောနဲ့ထိမ့်တော်မထိမ့်နေလို့ပါသွားပြီလေကွာမင်းပါတွေမျောလိနေရတယ်မင်းပါတွေစီကတရားတစ်ခုကတော့မင်းကိုမင်းပါတွေကမဖမ်းလဲမင်းကိုကြော်လိုင်းကြီးဘက်ကတော့ရှင်းမှာတော့သိကြပါပဲ